အားလုံးမင်္ဂလာပါခင်ဗျထူးခြားတဲ့တင်အများစုကိုကျွန်တော်တင်ဆက်ပေးကြပါမယ်ပထမဆုံးတင်အနေနဲ့ဒီအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ဒီနယ်စပ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတင်ပေါ့ဒီတိုက်ပွဲကအခုလက်ရှိအနေအထားကတော့ယာယီဖြစ်ခဲ့ရက်စဲရီ48နာရီပြုတ်လောက်ထားတာတွေ့ရတယ်တစ်ဖက်နဲ့တစ်ဖက်ပေါ့နောက်တစ်ခုကဒီပါကစ္စတန်ရဲ့အနာဘိုင်းအဖွဲ့အစည်းရဲ့ပြောကြားချက်အရဆိုရင်ဒီနေ့ကာတာနိုင်ငံဒူဝါမှာပေါ့နော်ဒီအာဖဂန်ရဲ့တာဝန်ရှိတဲ့တာဝန်ခံတွေနဲ့ပါကစ္စတန်ရဲ့တာဝန်ရှိတဲ့တာဝန်ခံတွေနဲ့တွေ့ဆုံမဲ့ဖြစ်ခဲ့ရက်စဲရီသဘောတူညီချက်ကိုညီနိုင်ဆွေးနွေးသွားမယ်လို့သိရတယ်ဒါကာတာရဲ့ အနာပိုင်းအဖွဲ့အစည်းကနေပြီးတော့ဂျောင်းဝင်စီစဉ်ညှိနှိုင်းပေးမှာပေါ့ဗျာနော်ယာယီပြက်ခတ်ရဆဲရေးကနေပြီးတော့အမြဲတမ်းအပြစ်ခတ်ရဆဲရေးပြုလုပ်ရင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဒီကာတာရဲ့အခြေလိုက်သတင်းတွေကပေါ်ပြထားတာကိုတွေ့ရတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီသတင်းကိုလွန်ခဲ့တဲ့ရက်အစောပိုင်းကဘာကြောင့်မပြောရတာလဲဆိုတော့အတူအဆဖြစ်နေလို့မပြောရတာဒီအာဖဂန်နစ္စတန်နေဇက်မှာကဟိုအချိန်နဲ့အမျှပြစ်ခတ်မှုပါဖြစ်နေတာနော်ဒီသတင်းဒီဒီပြစ်ခတ်မှုတွေကလိုက်ပြောမယ်ဆိုရင်အများကြီးပဲရှုပ်ရှုပ်ခတ်နေတာနော်ပါကစ္စတန်ထဲမှာလည်းလက်နက်ကိုင်အဖွဲ့အစည်းအများကြီးရှိတယ် ဒီအာဖဂန်နစ္စတန်မှာလည်းဒီလက်နက်ကင်အဖွဲ့အစည်းအများကြီးရှိတယ်။နဲတာမှမဟုတ်ဘူးလက်နက်ကင်အဖွဲ့အစည်းကအဲ့တော့ဘယ်အဖွဲ့အစည်းကဘာလုပ်တယ်ဘယ်အဖွဲ့အစည်းကဘာလုပ်တယ်ဆိုတာကအများကြီးပဲဗျာနော်ဒီ TTP အခုလက်ရှိဖြစ်တဲ့ပါကစ္စတန်နဲ့ဖြစ်တဲ့ဒီ TTP ဆိုတဲ့လက်နက်ကင်အဖွဲ့အစည်းကတကယ်တမ်းပြောမယ်ဆိုရင်ဒါပါကစ္စတန်မွေးထုတ်ထားတဲ့လက်နက်ကင်အဖွဲ့အစည်းဖြစ်တယ်ပါကစ္စတန်မွေးထုတ်ထားတဲ့လက်နက်ကင်အဖွဲ့အစည်းဖြစ်တယ်။အာဖဂန်နစ္စတန်ကနေပြီးတော့မွေးထုတ်ထားတာမဟုတ်ဘူး။ပါကစ္စတန်ကနေပြီးတော့လက်နက်တပ်ပေးထားတဲ့လက်နက်ကင်အဖွဲ့အစည်းဖြစ်တယ်။လူမျိုးကအာဖဂန်နစ္စတန်လူမျိုးဖြစ်တယ်။ဒီ TTP ထဲမှာရှိတဲ့လူမျိုးတွေကနော်။လက်နက်ပေးတာက ပါကစ္စတန်ကနေဒီ TTP ကိုလက်နက်ပေးပြီးထောက်ပံ့ထားတာဒါပေမဲ့ तू ပြန်မထိန်နိုင်တော့ဘူးပါကစ္စတန်ကမထိန်နိုင်တော့တဲ့အနေအထားမှာဖြစ်သွားတယ်အဲ့တော့ဒီနေဆက်မှာဒီ TTP လက်နက်ကင်တွေကပထမဦးဆုံးစပစ်ခဲ့တယ်နော်အော်တိုဘားလအစောပိုင်း၄ရက်နေပေါ့ဗျာအော်တိုဘားလ၄ရက်နေက TTP လက်နက်ကင်အဖွဲ့အစည်းကနေပြီးတော့ဒီအာဖဂန်နေဆက်မှာဒီပါကစ္စတန်နဲ့အာဖဂန်နဲ့ဂျားလေးမှာရှိတဲ့ဒီဂျားကန်စုံမှာစတင်ပြီးပြစ်ခတ်ခဲ့တယ်ပါကစ္စတန်ရဲ့ဒီစစ်ရင်တန်းတခုကိုပြစ်ခတ်ခဲ့တယ်စစ်သားတွေကိုပြစ်ခတ်ခဲ့တယ်ဆိုပြီးတော့ ီပါကစ္စတန်ရဲ့အနာဘိုင်အဖွဲ့အစည်းကပြောကြားခဲ့တယ်နော်စစ်သားအသေးအပြောက်ရှိတယ်ဆိုပြီးတော့ပြောကြားခဲ့အဲ့ဒါကိုမချိန်တတ်လို့ဆိုပြီးတော့ဒီ TTB ခေါင်းဆောင်စီးလာတဲ့ကားကိုလေချောင်းကနေပြက်ပြီးတော့တိုက်ခိုက်တာဒီအော်တိုဘာ9ရက်နေ့ကဒီပါကစ္စတန်ကနေပြီးတော့ဝင်တိုက်တာအာဖဂန်နစ္စတန်ရဲ့ဒီလေပိုင်နက်ကိုကျော်ပြီးတိုက်တာအဲ့တော့အာဖဂန်နစ္စတန်ရဲ့ဒီအနာဘိုင်အဖွဲ့အစည်းကဒါအချုပ်ချာအနာကိုတိုက်ရိုက်ထိကားတယ်တိုက်ရိုက်ဆော့ကားတယ်ပေါ့နော်တိုက်ရိုက်ထိပါတယ်တိုက်ရိုက်ဆော့ကားတယ်ဆိုပြီးတော့ ြန်ပြက်ရုံပါကစ္စတန်ကိုအာဖဂန်ကပြန်ပြက်ရုံနေစမ်းလက်နက်ကြီးတွေနဲ့ကြီးပြက်အတေးပြောက်များတယ်ဒီစစ်ပွဲမှာအတေးပြောက်များတယ်ဆိုတော့ဒီအာဖဂန်နစ္စတန်ရဲ့ဘက်ကနေပြီးတော့200လောက်ထိတည်တယ်လို့ကမ္ဘာသတင်းတွေကဖော်ပြအာဖဂန်နစ္စတန်အခြေလိုက်သတင်းဌာနတွေကလည်းအလားတူပဲ200ဝန်းကျင်လောက်ထိတည်ဆုံးကြောင်းကျွန်တော်တို့ပြောကြားထားတာတွေ့ရတယ်ခင်ဗျာနော်တစ်ဖက်မှာလည်းဒီပါကစ္စတန်ဘက်မှာလည်းအယောက်90ကျော်တည်ဆုံးတယ်လို့ အာဖဂန်နစ္စတန်ရဲ့ဒီ TTB လက်နက်ကိုင်အဖွဲ့စည်းကပြောကြားခဲ့ကျွန်တော်တို့အယောက်90ကျော်လောက်ထိပြစ်ခတ်ခဲ့တယ်ဆိုပြီးပြောကြားခဲ့တယ်။ဒို့တော့ဒီပါကစ္စတန်ဘက်မှာတော့ထုတ်ပြန်ထားတာတော့30ကျော်တိဆုံးတယ်ဆိုပြီးထုတ်ပြန်ထားတာတွေ့ရတယ်။တန်ရတဲ့သူလည်းများစွာရှိတယ်လို့ပြောကြားထားတယ်။အဲ့တော့ဒီတိုက်ပွဲကြီးကဘယ်ကနေဘလို့စဖြစ်တယ်ဆိုတာအထက်ဒီတိုက်ပွဲကိုဒီအချိန်မှာဘာကြောင့်ဖြစ်ရလာလဲဆိုတာပြန်ပြီးတော့သုံးသပ်ကြည့်ဖို့ကလိုအပ်လာတယ်။ အမြဲတမ်းဒီနေရာကတော့ဖြစ်နေတယ်ဒီလောက်ကြီးကြီးကျယ်ကျယ်ဖြစ်လာအောင်လို့ဘာလို့ဇွတ်တွန်းပြီးတော့ပါကစ္စတန်ကလောက်တာသူမွေးထားတဲ့အဖွဲ့အစည်းကိုသူဘာလို့ပြန်ပြီးတော့နင်းကန်ပြီးတော့ဒီလိုလေချောင်းကနေတိုက်ခိုင်းမှုတွေလို့ဘာလို့ဒီအာဖဂန်နစ္စတန်တွေကိုဝင်ပြီးတော့လောက်တာလေဒါပြန်ပြီးတော့တုံးတက်ဖို့လိုလာပြန်ကြည့်မယ်ဆိုအမေရိကန်ပဲဗျအမေရိကန်ဂျိုးမွေးတာပဲဒီဒီဒီကလေးတွေကိုဒုက္ခပေးတာအမေရိကန်ဂျိုးမွေးတာပဲဒီကလေးတွေကလည်းဟို ဘယ်လိုပြောရမလဲကျွန်တော်ပြောချင်တာပထမဦးဆုံးဒီသတင်းကိုကျွန်တော်ပြောရင်အလုံးလုံးကျွကျွကြီးကျွန်တော်ပြောမိမှာဒီသတင်းကိုကျွန်တော်ပြောရင်ညင်ွေးတွေကမလှဘူးဗျဒီပထမဆုံးပြောချင်တာဒီပါကစ္စတန်ဒီဝန်ကြီးချုပ်ဖြစ်သူမိုဟမက်ရှဖီပေါ့ဗျမိုဟမက်ရှဖီကအမေရိကန်ကိုလိုက်ပြီးတော့ကတ်နေတာတွေ့ရတယ်အခုနောက်ပိုင်းဇွတ်လိုက်ကတ်နေတာနေရာတကိုင်းပွဲတိုင်းမှာဒီမိုဟမက်ရှဖီကအမေရိကန်အစိုးရထရန့်ကိုလိုက်ပြီးတော့ပူတီပုတ်တက်လုံနေတာတွေ့ရတယ်ထွန်ခိုင်းသမျှလည်းအကုန်ရှောက်လုံနေတာကိုတွေ့ရတယ် အာလက်တလုံးအနေထားမှာလက်တလုံးအနေထားမှာဒီထွန်းနဲ့ပတနာဖြစ်နေတာကိုအားလုံးမြင်တွေ့ရလိမ့်မယ်အဲ့တော့ထွန်းနဲ့ပတနာဖြစ်တာနဲ့ဒီအာဖဂန်နစ္စတန်ကိုဇွတ်တွန်းတာနဲ့ဘာဆိုင်လဲဆိုတော့ဆိုင်နေအများကြီးဆိုင်နေတာအများကြီးဆိုင်တော့ဒီအာဖဂန်နစ္စတန်ကိုစက်တမ်ဘာလအစောပိုင်းလောက်ကအမေရိကန်ကဒီထဲမှာရှိတဲ့လီတာစခန်းကိုငါပြန်လိုချင်တယ်လို့ပြောခဲ့တဲ့ဇာတ်ကမှတ်မိကြလားအမေရိကန်ကအဲဒီဇာတ်ကိုပြန်ကြည့်အဲ့တော့အာဖဂန်နစ္စတန်ကဘယ်အပေါက်ကနေငါဝင်ပြီးတော့ဒီကောင်တွေကိုပြဿနာရှာရမလဲဆိုတာကိုပဲအမေရိကန်က ကြိုးစားနေတာအဲ့တော့ဒီပါကစ္စတန်ဘက်ကနေပြီးတော့ပထမခြေလှမ်းစဝင်ကြည့်တာပဲဒါအဲ့တော့ပါကစ္စတန်ကအမေရိကန်ခိုင်းသမျှလုံမာလာကြံတွေးသေးတာနော်ဒါပေမဲ့ကြီးကြီးကျယ်ကျယ်တော့စက်ဖြစ်ဖို့တော့မရှိပါဘူးနော်စစ်ပွဲကြီးသွားဖို့တော့မရှိပါဘူးစစ်ပွဲမကြီးပေမဲ့လည်းအသေးပြောက်ကစစ်ပွဲသာမကြီးတာခင်ဗျခဏလေးဖြစ်လိုက်တာလည်း200ကျော်ဒီ300ကျော်ပဲကတ်သွားတာနော်ကြံတွေးပြတ်တွက်ကြည့်မယ်ဆိုရင်ဒီကောင်လေးစီမှာဟိုမတရားကြီးကိုဟို ပြောရမယ်ဆိုရင်ဆူဆူဝါဝါအတိညာနည်းနည်းနည်းတယ်ဗျဒီလိုပဲပြောရမှာအတိညာနည်းတယ်ဒီကောင်းစီမှာအတိညာတော်နည်းတယ်အဲ့လိုပဲကျွန်တော်သုံးသပ်ချင်တယ်အတိညာနည်းတဲ့ဒီအာဖဂန်နစ္စတန်ထဲမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းလေးအတိညာနည်းတယ်ဒီပါကစ္စတန်ကလည်းအတိညာနည်းတယ်နော်သူများဒီဟိုကလောက်တိုင်းမြောက်ပေးတိုင်းသူများခိုင်းတိုင်းလောက်တာတော်တော်ဆူဆူဝါအနေထားမှာရှိတယ်ဒါသူများခိုင်းတာဆိုတာတိတာလုံးနဲ့ပေါ်လုံးနဲ့ ်ကမ္ဘာသတင်းဌာနအများစုကဒီအကြောင်းတော့ပြောမှာမဟုတ်ဘူးဒါပေမဲ့ပထဝီနိုင်ငံရေးလေလာသုံးသပ်ကိုးကားသူအများစုကဒီအကြောင်းကိုပဲမိမောင်းထိုးပြအဲအကြောင်းကျွန်တော်ဒီသတင်းကိုကျွန်တော်ခြံထားတာမပြောဘဲနဲ့မပြောဘဲနဲ့ခြံထားတာရှက်လို့ဗျရှက်လို့မပြောတာတကယ်ရှက်စရာကောင်းတယ်သူများကမြောက်ပေးတိုင်းကြိုက်တာခင်ဗျခွေးပဲရှိတာလေအခွေးနှစ်ကောင်ကြိုက်တာလို့ပြောရင်မမှားဘူးကျွန်တော်စောစောတုန်းကပြောလိုက်တာခွေးနှစ်ကောင်ကြိုက်ကိုမွေးထားတဲ့လက်နက်ကင်အဖွဲ့အစည်းပြန်လေးလာကျွန်တော်ပြောတဲ့စကားမှားတယ်ဆိုခင်ဗျားပြန်လေးလာ ကိုမွေးထားတာပါကစ္စတန်မွေးထားတာဒီ TTP ကပါကစ္စတန်မွေးထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်ပါကစ္စတန်ထောက်ပံ့ထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်ဒါဒါကြောင့်မလို့လေအာဖဂန်နစ္စတန်မင်းထောက်ပံ့ထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းကိုမင်းကပြဿနာရှာပြီးငါတို့ဒီလေပိုင်းနဲ့ကိုဘာကြောင့်လာပြီးတော့ကျူးကျော်တာလဲဒါကြောင့်မလို့ပေါက်တာအာဖဂန်နစ္စတန်ပေါက်တာအဲဒါကြောင့်ပေါက်တာပါကစ္စတန်ကိုပေါက်ပြီးဖြစ်တာလက်နက်ကြီးတွေနဲ့အဲ့မှာအသေးများတော့ဘက်ကလည်းပါကစ္စတန်ကသူကလက်နက်အင်အားတားတယ်လေအများကြီးတားတယ်လေအဖက်ဘက်ကနေတားတယ်လေအာဖဂန်နစ္စတန်ကပိတ်ဆို့အေးအေးမှုတွေအများကြီးချမှတ်ထားတာလေဘာမှလုပ်ခွင့်မရှိဘူးလေနော်ပြောရမယ်ဆိုရင် ဒါပေမဲ့ဒီအာဖဂန်နဲ့ပါကစ္စတန်လူမျိုးကတူတူပဲအာဖဂန်ကနေဆင်းသက်တာပါကစ္စတန်ဆိုတာအာဖဂန်ကနေဆင်းသက်တဲ့လူမျိုးတွေကြီးပဲအတူတူပဲအတူတူတော့မှညတာမှုမရှိဘူးအသူများတွေးခွင်းရင်အသူများမြှောက်ပေးတိုင်းလောက်တာတော်တော်ဆူဆူဝါးဝါးအနေထားမှာရှိဒါပေမဲ့ဂျားဝင်ပြီးတော့ကာတာကတော့အကောင်းဆုံးဖြည့်ရှင်းပေးမယ်လို့ပြောထားတာတော့တွေ့ရတယ်ဒါမနေ့ကပြောသွားတာဖြစ်တယ်ယနေ့တောက်ကြနေမှာဒီအာဖဂန်ရောပါကစ္စတန်ရောအာနာဘိုင်အဖွဲ့အစည်းကိုခေါ်လိုက်မယ်ခေါ်ပြီးတော့ ူညှိပေးမယ်ပေါ့နော်သူတို့ဒီကာတာရဲ့တာဝန်ရှိတဲ့တာဝန်ခံတွေကညှိပေးမယ်ဘယ်လိုပဲဖြစ်ကာတာကဒီဥဆောင်ပြီးတော့ဒါဖြည့်ရှင်းပေးတာတကယ်ပဲကျေးဇူးတင်တယ်ကျွန်တော်ကတော့နော်မြန်မြန်ဖြည့်ရှင်းပေးတာကောင်းတယ်မဟုတ်ရင်ပူဆိုးသွားမှာအုံနောက်သိမ့်မရှိဘူးဒီဒီအာဖဂန်နစ္စတန်မှာရှိတဲ့လက်နက်ကိုင်ဖွဲ့စည်းတွေရောပါကစ္စတန်ပူဆိုးတယ်ပါကစ္စတန်တည်တင်တယ်ဒါလုံးဝမလုတင်တဲ့ကိစ္စတခုလို့ကျွန်တော်ကတော့မြင်တယ်အာဖဂန်နစ္စတန်ကအဖက်ဖက်ကနေပိတ်ဆို့အရေးယူမှုခံထားရတဲ့နိုင်ငံတခုဖြစ်တယ်နော်အဲ့တော့သူတို့ရှီမှာဖွံ့ဖြိုးတိုးတက်မှုနှုံကအရန်နေတယ် ပါကစ္စတန်အနေနဲ့ဒါတိရမှာကိုထိန်းရမှာကိုစောင့်ရှောက်ရမှာကိုကူညီပေးရမှာဒီလိုလက်နက်ကိုင်အဖွဲ့အစည်းတွေကိုသူကိုယ်တိုင်လည်းမွေးထားတယ်သူကိုယ်တိုင်လည်းသူမွေးထားတဲ့အဖွဲ့အစည်းတွေဖြစ်နေတာပါကစ္စတန်မွေးထားတာဟောဒီမွေးထားတဲ့အဖွဲ့အစည်းတွေဖြစ်နေတာသူအနေနဲ့ဖက်ဖက်ကညှိလို့ရတယ်သူလက်နက်ပေးစရာလည်းဖြစ်တယ်ဒါကြောင့်မလို့လည်းသူအသေးပေါက်ပြီးတော့ဒီခေါင်းဆောင်ကို TTP ခေါင်းဆောင်ကိုဝင်ဖြစ်တာရိုးလွန်အားကြီးရေနော်ရိုးလွန်အားကြီးရေအရန်အရန်ကိုနော်အမေရိကန်ရဲ့လက်ချက်ကတိတာလုံးအားကြီးရေ အဲ့တော့အခုလက်ရှိအာဖဂန်နစ္စတန်ကအိန္ဒိယနဲ့တတမန်ဆက်ဆံရေးတွေပြုလုပ်နေတယ်အိန္ဒိယနဲ့ပေါင်းနေတယ်ပုံမှန်လင်းလင်းပြောရရင်ဒါပါကစ္စတန်ကအရေးမလုပ်လို့ဒီအာဖဂန်နစ္စတန်ကမှာရှိတဲ့အာဏာပိုင်အဖွဲ့အစည်းကအိန္ဒိယကိုဝင်ကတ်ကလာအိန္ဒိယကလာပါလာငါတို့ငါခေါ်ပါမင်းတို့ခေါ်မလားမင်းတို့ကိုငါအတိအမှတ်ပြုမယ်မင်းတို့လှုပ်ရှင်တဲ့ဟိုအကြောင်းအရာလေးတော့ငါ့ကိုပြောပြငါမင်းတို့တက်နိုင်တော့လှုပ်ပေးမယ်အဲ့ပုံစံပြောလို့ဒီအာဖဂန်နစ္စတန်ကအာဏာပိုင်အဖွဲ့အစည်းကတော့လာအမှန်ဆိုရင်ပါကစ္စတန်ကဒါသူထိန်းထားရမယ့်နိုင်ငံဖြစ်တယ်အခုလိုလက်လို့ဆိုပဲလှုပ်လို့မရဘူး ပါကစ္စတန်မှာကအဖက်ဖက်ကနေတားတယ်။နော်ငွေကြေးရောလူအင်အားရောလက်နက်ဒီစစ်ဘက်ဆိုင်ရာအသုံးပြုလက်နက်ယင်ခဲရန်အကုန်လုံးတားတယ်။နော်ဘယ်နိုင်ငံကမှလည်းပါကစ္စတန်ကိုပိတ်ဆို့အရေးယူမှုမရှိဘူး။ပါကစ္စတန်ကနိုင်ငံတကာနဲ့တန်တမာဆက်ဆံရေးရှိတယ်။အာဖဂန်ကအဲ့လိုပုံစံမျိုးမဟုတ်ဘူး။အာဖဂန်ကသူ့ဘက်ကိုတည်တံ့နေဖြစ်နေတာ။နော်သူ့နိုင်ငံတကာကလည်းပိတ်ဆို့အရေးယူမှုတွေချမှတ်ထားတာ။အကိုအိမ်ကြီးချင်းလေးလည်းဖြစ်တဲ့ကိုညီအကိုလေးလည်းဖြစ်တဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံရမှာ။သူကောင်းကောင်းမွန်မွန်မဆက်ဆံလို့ဒီအာဖဂန်နစ္စတန်မှာရှိတဲ့အာဏာပိုင်အဖွဲ့အစည်းကအိန္ဒိယနဲ့ကောင်းကောင်းမွန်မွန်သူကဆက်ဆံတာ။သူတို့လည်း လူသားတွေပဲသူတို့လည်းသူတို့နိုင်ငံတိုးတက်အောင်လှုပ်လှုပ်ချင်ပါပဲနော်လမ်းကြောင်းတွေပွင့်ချင်ပါပဲတရုတ်နဲ့လည်းအဖက်ဖက်ကနေပြီးတော့သူတန်တမာဆက်ဆံရေးစကားတွေပြောတယ်တရုတ်ရဲ့ဟိုပြောဆိုချက်တွေကိုနားခံတယ်လှုပ်ဆောင်တယ်သူတို့လမ်းကြောင်းလေးတွေပွင့်အောင်လို့စီးပွားရေးတွေလှုပ်အောင်လို့ဆိုပြီးတော့ဒီပိတ်ဆို့ဒီအမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကြားနေပြီးတော့သူတက်နိုင်တော့ရုံးကန်ပြီးတော့ထနေရှာရတာအာဖဂန်နစ္စတန်ကဒါကိုပါကစ္စတန်အနေနဲ့သိရမယ်အဲ့လိုပဲဘေးနိုင်ငံတွေအနေနဲ့လည်းသိရမယ်မကူညီရင်ဒုက္ခမပေးရဘူးဒါပါကစ္စတန်မှားတယ် အချစ်ကျဲမားတယ်မလုတ်တင်အမေရိကန်ကတစ်ချက်လှည့်လိုက်တာနဲ့ပါကစ္စတန်ကလဲသွားတာကြီးရတော့တော်တော်ဆူဆူဝါးဝါးကြီးမှာအနေထားမှာရှိအမေရိကန်အပေါက်ရှာနေတာဒီအာဖဂန်နစ္စတန်ထဲကိုဝင်ဖို့အတွက်ဘယ်အပေါက်ကဝင်ရမလဲချောင်းနေတာဘယ်နေရာမှာမလဲအာဖဂန်နစ္စတန်မှားတဲ့ပြိုင်နဲ့ကင်မယ်ဆိုတာကိုသူစောင့်နေဒါပဲအဲကြောင့်ဒီပထဝီနိုင်ငံရေးဇက်ခုံကမ္ဘာပထဝီနိုင်ငံရေးဇက်ခုံကအင်တန်ပရိရယ်များတယ်ထို့ပြင်အရာကြီးနိုင်ငံတွေရဲ့ဒီပြည်ရယ်စစ်ပြည်ရယ်တွေနိုင်ငံရေးဗျူဟာတွေပြည်ရယ်တွေကရုပ်ဆိုးတယ်အကြည့်တန်တယ်ယွန်းနေရာကောင်းတယ် အများကြီးပဲပြောမယ်ဆိုရင်တော့အခုလောလောဆယ်တော့ဒီကာတာမှာရှိတဲ့ဒီအနာဘိုင်အဖွဲ့အစည်းကခေါ်ပြီးတော့ဒီနှစ်ဦးကိုညှိနှိုင်းပေးမယ်ဆိုတာသိရတော့ဝမ်းသာပါတယ်ဒီနေ့ဒီညှိနှိုင်းမှုပွဲလုပ်မယ်ဆိုတာသိရတယ်ဗျာနော်ဒီ18ရက်နေ့ဒီတောက်ကြာနေဂျွန်မာနေ့ပေါ့ဗျာ2025ခုနှစ်နော်ဒီအော်တိုဘာလမှာ တို့ဒီနေ့ညီနိုင်မှုတွေလုပ်မယ်အဲဘယ်လိုပဲဒီနေ့အကောင်းဆုံးပြန်ပြီးတော့တင့်မြတ်သွားပါစေလို့ကျွန်တော်ကတော့စုတော်မြတ်တာပူတာပေးလိုက်ပါတယ်အဲဆက်ပြီးတော့ကြီးကြီးထွားထွားတော့မဖြစ်ပါဘူးဖြစ်ဖို့လည်းမရှိပါဘူးเนาะအဲ့တော့ဒီသတင်းကိုလည်းအားလုံးကိုအဲတေးချာချာသိစေခြင်းလို့ကျွန်တော် share ပေးခြင်းဖြစ်တယ်ဘယ်မှာတော့မပြောတော့ဘူးနေတာဒါပေမဲ့အနေငယ်ပေါ့ဗျာเนาะပြောမယ်ဆိုရင်အများကြီးပြောစရာတွေတော့ရှိသေးတာပေါ့ဒါပေမဲ့အနေငယ်တော့ကျွန်တော်အဲသိစေခြင်းနဲ့စိတ်နဲ့ share ပေးခြင်းဖြစ်တယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါသေးတယ် ဟုတ်ကဲ့ခင်ဗျာဒီသတင်းလေးကစီးရီးယားနဲ့ရုရှားကတန်တမန်ဆက်ဆံရေးပြန်လည်ကောင်းမွန်လာတာကိုတွေ့ရတယ်စီးရီးယားရဲ့တမရဖြစ်သူမိုဟမက်အဂျူလိုင်းနီပေါ့ဗျာဒါသူ့နာမည်အရင်ပေါ့အာအခုပြောင်းထားတဲ့နာမည်ကအာမက်ရှာရာဆိုပြီးတော့ပြောင်းထားတယ်နော်ဒါသူသူပြောင်းထားတယ်ဒါသူတမရရာလူရတဲ့အချိန်မှာသူပြောင်းလိုက်တယ်ဒါပေမဲ့သူ့နာမည်အရင်ကတော့မိုဟမက်အဂျူလိုင်းနီနော်သူကအာရုရှားနိုင်ငံမှာရှိတဲ့တမရပူတင်ကိုသူကတွေ့တယ်သူကလည်းလည်း ဒီအရှိလေပိုင်းဇက်ခုံပေါ်တက်လာတာသူကရိုးရိုးသားသားတက်လာတာတော့မဟုတ်သူကလုံးဝဆေးအားကြတဲ့အနေထားနဲ့တက်လာသူ့ကိုစောင့်ကြည့်ရမယ်အနေထားမှာပါတယ်သူတကယ်တည်းပညာတတ်တယ်သူအရင်တော့ကဒီအဲကိုက်တာပေါ့ဗျာအဲကိုက်တာဒီအဖွဲစီရဲ့ခေါင်းဆောင်ဖြစ်တယ်သူ့ကိုဒီအကြမ်းဖက်အဖွဲစီဆိုပြီးအမေရိကန်တို့ဒီအစေးတို့နောက်ထပ်ဒီအဲ UK တို့ပေါ့အများကြီးကနော်ဒီအီတလီဂျာမနီပေါ့နော်ဒီပြင်သစ်ဒီလိုအနောက်နိုင်ငံတွေကအများစုကနေပြီးတော့သူ့ကိုအကြမ်းဖက်အဖွဲစီဆိုပြီးတတ်မှတ်တာအကြမ်းဖက်ခေါင်းဆောင်ဆိုပြီးတတ်မှတ်တာအဲ့တော့အခုလက်ရှိဒီမိုဟမက်အဲဂျိုလိုင်းကြီးကဒီ စီးရီးယားတမ်မလားဒီအာဆက်ကိုဖြုတ်ချတယ်ဖြုတ်ချပြီးတော့သူဒီနေရာကိုရောက်အောင်ယူခဲ့အဆင်စင်ပေါ့ step by step သူတက်လာသူကိုအဲဒီအာဆက်ကိုဖြုတ်ချဖို့အတွက်ထောက်ခံပေးခဲ့တာလေအမေရိကန်နဲ့ဈေးကထောက်ခံပေးခဲ့အဲ့လိုပဲ UK လိုပါလို့နော်အနောက်နိုင်ငံတွေကထောက်ခံပေးပြီးတော့ဒီအာဆက်ကိုဖြုတ်ခိုင်းတာအာဆက်ပြုတ်ကျသွားတော့သူ့ကိုနေရာပေးလာအဲ့တော့ဒီနေရာကိုသူရလာတဲ့တပြိုင်နဲ့အကောင်းဆုံးလှုပ်ဆောင်နေတာကိုတွေ့ရတယ်အဲ့ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲသူ့ကိုစောင့်ကြည့်ရမယ်ထင်မှာပါတယ်ဆိုတာကသူတကယ်ကိုတော်တဲ့ ဟိုခေါင်းဆောင်တယောက်လို့ကျွန်တော်မြင်တယ်ကျွန်တော်သူ့ကိုအကျန်းဖက်လို့ပြောတယ်ပထမဒီအနောက်နိုင်ငံကြီးရောဒီအမေရိကန်ရောပြောတယ်ဒါပေမဲ့ तू သူ့တကယ်အလုတ်လောက်လာတာကိုတွေ့ရတယ်နော်စီးရီးယားနိုင်ငံရဲ့အရသာပြည်သူတွေအပေါ်မှာအကောင်းအမွန်ဆုံးဖြစ်အောင်ဒီနိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကရော့ကျသွားအောင်သူအများကြီးကြိုးစားပြီးလှုပ်လာတာတွေ့ရတယ်အခုလက်ရှိလဲရုရှားသမ္မတဗလာဒီမာပူတင်ကိုတွားရောက်တွေ့ဆုံတာဆိုတာတာမန်အကြောင်းပေါ်ဘူးဒီအစင်းနဲ့ဒီစီးရီးယားနယ်စပ်ထဲမှာရှိတဲ့ ဒီဂျာဂန်စုံရှိတယ်ဒီဂျာဂန်စုံထဲမှာအစည်းကဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လုံနေတာတွေကရုပ်စိုးအကြီးတန်းတော့အကြီးအစည်းကိုလည်းဘလို့မှတားလို့မရဘူးဒါကို तू ဘလို့လောက်ရမလဲဆိုတော့ तू ချိန်ဆပြီးတော့ကြံရွယ်နေတာအစိုးကြီးကလေးအခုလက်ရှိဒီရုရှားကိုတွားချင်းရတယ်ဒီအကြောင်းပဲရုရှားတပ်တွေဒီစီးရီးယားတွေကိုဖြန့်ပေးဖို့ဒီအစည်းနဲ့ဒီစီးရီးယားဂျာရဂျာဂန်စုံထဲကိုရုရှားတပ်တွေအလုံးနဲ့အရင်နဲ့ထားချင်လို့ तू ကတွားပြီးညှိတာဟုတ်တွားညှိတာဖြစ်တယ်အခုရုရှားက तू မီးစိမ်းပြလာတဲ့တပြိုင်တည်းဒီတပ်တွေဒီထဲမှာထားမှာထားပြီးတော့ तू အစည်းကဘာညာလောက်တယ်ဆိုရုရှားနဲ့ပဲဖြည့်ရှင်းဖို့အတွက် ဂျာကန်စုံထဲမှာရုရှားရဲ့စစ်စကန်ဆောက်ဖို့တွားပြီးတော့အကူအညီတောင်းနေဆိုပြီးတော့ဒီကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသက်သူတွေရောကမ္ဘာတရင်ဌာနအများစုကပါဖော်ပြထားတာတွေ့ရတယ်။တခြားအကူအညီတွေရောပေါ့ဗျာ။တန်တမန်ဆက်ဆံရေးတွေအကောင်းမွန်ဆုံးဖြစ်အောင်စီးပွားရေးလှုပ်ဖို့နော်လမ်းတွေပွင့်အောင်ဒါအများကြီးမမတ်အဲဂျိုလိုင်းကြီးကလှုပ်ဆောင်နေတယ်ဆိုတာကိုတွေ့ရတယ်။ဒါစီးရီးယားတမ်မလာပေါ့ဗျာနော်။ဒီတရင်လေးထူးကြတယ်။အဲရုရှားတမန်ဗလာဒီမာပူတင်ကလည်းစီးရီးယားကိုနှွေးထွေးသွားကြိုးဆိုတယ်။ဒီဂျာကန်စုံတွေကို၎င်းရဲ့စစ်စကန်ဆောက်မဆောက်တော့အဲအတိကျတော့ ပြောထားခြင်းမတွေ့ရသေးဘူးကြာနော်ဘယ်လိုဆက်ဖြစ်လာမလဲဆိုတော့စောင့်ကြည့်အောင်မှဖြစ်တယ်ဘယ်ရှားကတော့ရတဲ့နေရာကိုယူဖို့တော့ရှိတယ်ဗျာဒါဘာကြောင့်လဲဆိုတော့သူ့အတွက်လိုအပ်တယ်လေဒီနေရာလေးကဒါအချက်ချာကြတဲ့နေရာလေးဖြစ်တယ်နော်အဲ့တော့ဘယ်လိုပဲနေနေအဲဒီစီးရီးယားနဲ့ရုရှားတန်တမန်ဆက်ဆံရေးကောင်းမွန်လာတယ်ဒီဂျာကန်စုံထဲမှာရုရှားစစ်တပ်ရောက်ရှိလာဖို့လေကျွန်တော်တို့မျှော်လင့်နေအာအဲ့ဒါမှအစည်းကဝင်ကြိုင်းဝင်လို့မရမှာထွက်ချင်တိုင်းထွက်လို့မရမှာနော်ပြီးတော့အမေရိကန်ရဲ့ဒီ ီလှုပ်ဆောင်ချက်တွေစီးရဲထဲမှာအများကြီးရှိတယ်နော်လှုပ်ဆောင်တွေလှုပ်ဆောင်ချက်တွေဒါတွေကိုလည်းရုရှားအချိန်နဲ့တပြေးညီတိဝင်ရမှာပေါ့ဒီနေရာကအချက်ချာချတဲ့နေရာလည်းဖြစ်တယ်ငကိုတွေကလည်းရုရှားစစ်တပ်ကရှိခဲ့ပြီးသားဖြစ်တယ်ဒါပေမဲ့ဒီလိုနေရာမျိုးမှာရှိတာမဟုတ်ဘူးနော်ဒီအလတ်ဘုံပြည်နယ်ထဲမှာရုရှားစစ်တပ်ကရှိခဲ့တာနော်အဒီလိုနေရာမျိုးမှာနေရမယ်ဆိုရင်ပိုကောင်းတာပေါ့ဗျာနော်စစ်ရဲ့ view ကပိုပြီးတော့ကျယ်ပြန့်တာပေါ့ဗျာနော်ပြောရမယ်ဆိုရင်ပေါ့နော်ဒါစစ်ဘက်ဆိုင်ရာအတွေးနဲ့တွေးပြီးကြည့်မယ်ပြောမယ်ဆိုရင်တော့အသိကောင်းတဲ့နေရာလို့ပြောလို့ရတယ်ပေါ့နော်ဒီနေရာကိုဒီစီရတမမမတ်အေဂျူလိုင်းရရုရှားကိုပေးမယ်ဆိုရင်တော့တကယ်ကိုကြည့်ကောင်းတဲ့ အခင်းအကျင်းဖြစ်သွားမှာပေါ့ဗျာနော်ဟုတ်ကဲ့ပါဒီသတင်းလေးထူးခြားလို့ကျွန်တော်အလုံးကိုသိစေချင်လို့ရှယ်ပေးခြင်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုလည်းကျွန်တော်ထပ်ပြီးတင်ဆက်ပေးချင်ပါသေးတယ်ဟုတ်ကဲ့ခင်ဗျာဒီသတင်းကတော့ကာရီဘီယံပင်လယ်ပြင်မှာအမေရိကန်ရေတပ်ကဗင်နီဇွဲလားကိုဇက်တိုက်ဖိအားပေးလာတာကိုတွေ့ရတယ်ခင်ဗျာလွန်ခဲ့တဲ့ဒီအော်တိုဘတ်လ၁၄ရက်နေ့ကအမေရိကန်သမ္မတထွန်းကပြောကြားခဲ့တယ်ကျွန်တော်တို့ဒီကာရီဘီယံပင်လယ်ပြင်ကနေပြီးတော့ဗင်နီဇွဲလားရဲ့တင်မော်တွေကိုတိုက်ခိုက်နေကြော၎င်းကတရားဝင်၎င်းရဲ့ H လူမှုကွန်ရက်စာမျက်နှာကနေထုတ်ပြန်လာတာကိုတွေ့ရတယ်။နောက်ထပ်ဒီအမေရိကန်ရဲ့ CIA တပ်ဖွဲ့ကိုပေါ့ဒီဗင်နီဇွဲလားနိုင်ငံအပေါ်မှာတေချာထိထိရောက်ရောက်စုံစမ်းစစ်ဆေးဖို့အမေရိကန်သမ္မတထွန်းကအမေပေးထားတယ်။အလားတူပဲဒီကာရီဘီယံပင်လယ်ထဲမှာရှိတဲ့ရေတပ်ကိုလည်းအမေရိကန်ရေတပ်ကိုလည်းဒီဗင်နီဇွဲလားရဲ့ဒီကုန်တင်သင်္ဘောတွေငါးဖန်သင်္ဘောတွေအမျိုးစုံပေါ့သင်္ဘောမျိုးစုံကိုထိထိရောက်ရောက်တိုက်ခိုက်ရန်စစ်ဆင်ရေးလုပ်ရန်ဆိုပြီးတော့အမေရိကန်သမ္မတထွန်းကပြောကြားထားကြောင်း ဒီနယူးယောက်တိုင်းသတင်းထားနားကနေပြီးတော့ထုတ်ပြန်ကြေညာထားတာတွေ့ရတယ်ခင်ဗျဒါလေးနဲ့ပတ်သက်ပြီးပြန်ကြည့်မယ်ဆိုရင်ဒါဗင်နီဇွဲလာရဲ့အချုပ်ချာအာဏာဥပဒေနော်အကုံတွယ်ရေးစနစ်နော်အမျိုးသားလုံခြုံရေးစနစ်အားလုံးကိုတိုက်ရိုက်အမေရိကန်ကနေပြီးတော့ဖိအားပေးပြီးဇက်တိုက်ချင်းချောင်းနေတာကိုတွေ့ရတယ်ခင်ဗျအဲ့တော့အမေရိကန်ကဘာကြောင့်ဗင်နီဇွဲလာကိုဖိအားပေးပြီးဇက်တိုက်တိုက်ခိုက်နေရတာလဲဘာလို့ကာယီဘီယံပင်လယ်ထဲမှာဒီလိုတက်ကြီးလက်လှန်ထားရတာလဲ ပြန်ကြည့်ပါပြန်ကြည့်ပါဒါဘာကြောင့်လောက်တာလဲအဗီနီဇဲလာရဲ့အနာဝိုင်းအဖွဲ့အစည်းကိုအမေရိကန်ကချိန်းချောင်းလုတ်ချင်တာရိုးရိုးရှင်းရှင်းပဲအမေရိကန်ချိန်းချောင်းလုတ်ချင်တယ်ဒီဗီနီဇဲလာရဲ့သမ္မတဖြစ်သူနီကိုလတ်မာဒူရိုကိုဖြုတ်ချချင်တာ၎င်းတို့ရဲ့ဒီအနာဝိုင်းအဖွဲ့အစည်းအားလုံးကိုဖြုတ်ချပြီးတော့ဒီအမေရိကန်ရဲ့စကားကိုနားထောင်တဲ့ခေါင်းဆောင်တင်မြှောက်ပြီးတော့အမေရိကန်ကဒီဗီနီဇဲလာအနာပိုင်းအလုံးစုံကိုထိန်းချောင်းချင်တယ်တော့ပေါ့လားကျွန်တော်ပြောတဲ့စကား ဒီစကားတွေကကမ္ဘာပထဝီနိုင်ငံရေးလေးလာသုံးသပ်ကိုးကားသူတွေရဲ့မိမောင်းထိုးပြတဲ့အချက်တွေဖြစ်တယ်။အမေရိကန်ကရိုးရိုးရှင်းရှင်းပဲသူ့ရဲ့စကားတံကိုနားမထောင်တဲ့ဘယ်နိုင်ငံဘယ်အာဏာပိုင်အဖွဲ့အစည်းမှနေရာမပေးဘူးလက်မခံဘူး။ခင်ဗျားတို့ကျွန်တော်တို့သိတာအမေရိကန်ကအာဏာရှင်မဟုတ်ဘူးလို့အကုန်လုံးကတော့ထင်ထားတယ်။ဒါပေမဲ့အမေရိကန်ကအာဏာရှင်ထက်ဆိုးတဲ့လုပ်ရက်တွေကိုဇက်တိုက်လှုပ်ဆောင်လာတာကိုတွေ့ရတယ်။ဒါအမေရိကန်သမ္မတထွန့်တက်လာပြီးမှဒီကမ္ဘာနိုင်ငံရေးအခင်းအကျင်းကြီးကပြောင်းလဲလာတာပေါ့နော်။ အပေါ်မှာရှိတဲ့နိုင်ငံငယ်တွေအပေါ်ကိုအခွန်စီးကြက်မှုတွေရာခိုင်နှုန်းတိုးမြင့်ပြီးကောက်ခံတယ်။နော်။ဒါအင်တန်ကိုကုံသွေးရေးစနစ်တွေပေါ့နော်။ကုံသွေးရေးစနစ်တွေကိုကမောက်ကမဖြစ်အောင်စီးပွားရေးသမားတွေအကြက်ရိုက်အောင်နော်။ကမ္ဘာမှာရှိတဲ့နိုင်ငံငယ်တွေအပေါ်မှာရှိတဲ့စီးပွားရေးသမားတွေအများစုအကြက်ရိုက်သွားတယ်။ဒါမျိုးဖြစ်အောင်အမေရိကန်သမားထရန့်ကရွေချက်ရှိရှိနဲ့လှုပ်ဆောင်နေတာ။နော်စီးပွားရေးလှုပ်ဆောင်နေတာကိုတွေ့ရတယ်။ဒီတချို့နိုင်ငံငယ်တွေပေါ်ဆိုလဲစီးပွားရေးပိတ်ဆို့အေးအေးယူမှုတွေနော်သူစိတ်ကြိုက်သူလက်သူချီ သူအမိတ်သူအတန်ကိုနားမနာခံဘူးဆိုရင်အဲ့နိုင်ငံရဲ့အာဏာပိုင်အဖွဲ့အစည်းကိုဖြုတ်ချတာသူနဲ့တဲအောင်ပေါ့သူနဲ့တဲအောင်မပေါ့မှုဆိုလို့ရရင်တော့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေလောက်ဆောင်ချိန်ချောက်တာပေါ့ဗျာနော်အခုလဲဒီနိုင်ငံငယ်လေးဖြစ်တဲ့ဗီနီဇဲလားကိုစက်တက်ခီအားတွေပေးပြီးတော့ဒီ၎င်းတို့အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ဒီကနဒီကုလမာလူလူဖြုတ်ချတယ်ဒါတော်တော်ဆိုးွားတဲ့လုပ်ရက်ကိုအမေရိကန်လောက်ဆောင်တွေ့ရတယ်အဲ့တော့ ီဗီနီဇလာအနာမိုက်အဖွဲ့အစည်းဖြစ်တဲ့ဒီကိုလမာလူလိုရဲ့ပြောကြားချက်ကအမေရိကန်ရဲ့ဒီကျွန်တော်တို့ရဲ့အကျုံးချအာဏာအလို့သားလုံခြုံရေးပုံပယ်ရေးစနစ်အလုံးစုံကိုတိုက်ရိုက်ချင်းချောက်နေတာကအင်ပလန်ဆိုးဝါးတဲ့လုံရဲ့ဖြစ်ကြောင်း၎င်းကပြောကြားခဲ့တာကိုတွေ့ရတယ်ကျွန်တော်အနေနဲ့နိုင်ငံမှာရှိတဲ့အရသာပြည်သူနဲ့တသားတည်းရှိကြောင်းနော်အမေရိကန်ရဲ့ဒီလိုနိုင်ငံပေါ်မှာချင်းချောက်မှုတွေပြုလုပ်နေတာအချိန်မှာကျွန်တော်နိုင်ငံရဲ့အာဏာကိုလက်လွတ်ပြီးတော့ကိုလိုရုံထွက်သွားမှာမဟုတ်ဘူးလို့၎င်းကပြောကြားခဲ့တာကိုတွေ့ရတယ်ခင်ဗျဟုတ်ကဲ့ပါဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်တယ်ခင်ဗျ နော်ထပ်ပြီးတော့ထူးခြားလဲဆိုရင်လည်းဒီဗီနီဇွဲလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးပါမယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးကြပါသေးတယ်ဟုတ်ကဲ့ဒီသတင်းလေးကဂါဇာကမ်းကြောင်နဲ့ပတ်သက်တဲ့သတင်းလေးဖြစ်ပါတယ်လက်ရှိဂါဇာကမ်းကြောင်ထဲမှာရှိနေတဲ့ဟာမတ်တပ်ဖွဲ့ကိုအမေရိကန်သမ္မတထွန်းကအလုံးစုံလက်နက်ဖြတ်သိမ်းရန်အတွက်ဖိအားပေးနေကြောင်းအမေရိကန်သမ္မတအင်ဖြူကိုရုံးကနေထုတ်ပြန်လာတာကိုတွေ့ရတယ်ခင်ဗျာဒါမနီကအော်တိုဘလာ16ရက်နေ့ကထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့ဂါဇာထဲမှာရှိတဲ့ဟာမတ်တပ်ဖွဲ့ကလည်း ဒီအစည်း idea စစ်တပ်နဲ့အပြစ်ခတ်ရစရေးသဘောတူညီချက်ပြုလုပ်ပြီးမှဒီဂါဇာထဲမှာကြံရှိကြံရှိနေသေးတဲ့အစည်း idea စစ်တပ်ရဲ့ဒီအပြစ်ခတ်ရစရေးသဘောတူညီချက်ကိုအချိန်ပေါင်း30နဲ့မှ8ချိန်တိတိချိုးဖောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ဒီပြစ်ခတ်မှုတွေနောက်ပြီးတော့ကျွန်တော်တို့ဒီသတင်းမီဒီယာတွေကိုအဝေးကနေစနိုက်ဖာနဲ့ပြစ်ခတ်မှုတွေအချိန်ပေါင်း30နဲ့မှ8ချိန်ပြုလုပ်ခဲ့ကြောင်းဒီဂါဇာထဲမှာရှိတဲ့အခြေတိုက်သတင်းဌာနအများစုကဖော်ပြထားတာတွေ့ရတယ် ဒါကြီးကိုပြန်ကြည့်မယ်ဆိုဟာမတ်ကကျွန်တော်တို့အနေနဲ့ဒီအစည်းရဲ့ရန်ပြုတ်မှုရန်စားမှုဒီလိုဆက်လက်ပြီးတော့ဒီအဖြစ်ခက်ရစဲသဘောတူညီချက်ကိုအစည်းကလွယ်လွင်းတကူအချိန်အရေးအကန့်အသတ်မရှိအကန့်အသတ်မရှိချိုးဖောက်နေခြင်းဟာအင်တန်ရှက်စရာကောင်းတယ်ကျွန်တော်တို့အနေနဲ့ဘယ်နည်းနဲ့လက်နက်ဖြတ်သိမ်းရမှာလဲဘယ်ပုံစံနဲ့လက်နက်ကိုကျွန်တော်တို့ဖြုတ်ကားမှာလဲဆိုပြီးတော့ဟာမတ်ရဲ့အခြေအနေရရှိရာပြောကြားထားတာတွေ့ရတယ်ကျွန်တော်တို့အနေနဲ့အစည်းရဲ့ဒီလိုလှုပ်ဆောင်ချက်တွေကြောင့်ကျွန်တော်တို့လက်နက်ကိုကင်ထားရခြင်းဖြစ်ကြောင်းဟာမတ်ရဲ့အခြေအနေရရှိရာပြောကြားတော့တာတွေ့ရတယ်ခင်ဗျ ်လက်ရှိကာသာကမ်းကြောင်ထဲမှာတော့လူသားချင်းစာနာဆောင်ထားမှုဆိုင်ရာအခက်အခဲတွေရောက်ရှိလာတဲ့အတွက်ဒါတွေကိုဝေငှနေတယ်အဲနောက်ပြီးတော့ဒီကာသာထဲမှာရှိတဲ့အရသာပြည်သူတွေ ဒီအများစုကတော့မိမိတို့နေရက်ကိုပြန်ရောက်ပြီးတော့အဲမိမိတို့အိမ်တွေတန်ရှင်းရေးလုပ်တာတွေနောက်ပြီးတော့ဒီဂါဇာထဲမှာတချို့ဒီအရန်ဟိုလူနေလို့ရတဲ့နေရာလေးတွေရှိအဲ့လိုနေရာလေးတွေကိုပြန်လည်ပြီးတော့ဒီဘော်ဒူဇာတွေနဲ့ထိုးပြီးတော့ရှင်းပြီးနေနေရတယ်အများကြီးပြုတ်လုံနေတယ်ပေါ့နော်နောက်ပြီးတော့ကမ္ဘာနိုင်ငံအသီးသီးကလည်းဂါဇာထဲကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခန်းကဏ္ဍတွေကိုအစဉ်ဆက်မပြတ်ဇက်တိုက်ပေါ့နော်တနေ့ကိုထွက်ကားပေါ့နော်အစီး600ဝင်ရောက်ဖို့အတွက်ဝင်ရောက်နိုင်ရေးအတွက်စူးစမ်းနေတယ်လှုပ်ဆောင်နေတယ်ဆိုတာတွေကိုလည်းဖော်ပြထားတာကိုတွေ့ရတယ်ခင်ဗျဒါနဲ့ပတ်သက်ပြီးတော့အများကြီးတော့ဂါဇာကြီးကပြောင်းလဲဖို့လူသေးတယ်ကျွန်တော်ပထမပြောသလိုပဲအများကြီးလှုပ်ဆောင်ဖို့လူသေးတယ်ဒီအပြစ်ခတ် ရဲစဲရေးနဲ့ပတ်သက်ပြီးတော့လေအဲတော်တော်လေးတော့စိုးရိမ်တွေရရှိတယ်ဗျာနော်။ဘာကြောင့်လဲဆိုတော့ဒီအပြက်ခက်ရဲစဲရေးကအစည်းကနေပြီးတော့လွယ်လွယ်လပ်လပ်နော်သူတို့စိတ်ကြနော်မဖြစ်ဘူးဆိုရင်ချိုးဖောက်ပြီးတော့ဒီပြက်ကတ်တိုက်ခိုင်းမှုတွေပြုလုပ်မှာပဲကျွန်တော်တို့စိုးရိမ်နေဆက်လက်ပြီးတော့လည်းအစည်းကဒီသူတို့စိတ်ကြိုက်မှာဖြစ်တဲ့ရွေးကာလပါလုံးဒီဂါဇာထဲမှာရှိတဲ့ဟာမတ်ကိုအကြောင်းခံပြီးတော့ညီမျိုးစုံနဲ့ဒီပြက်ကတ်မှုတွေတပ်ဖြတ်မှုတွေလှုပ်ဆောင်နေမှာပဲ တော်တို့အရင်တော့ကလိုပေါ့ဗျာဟို2000ခုနှစ်လောက်ကလိုပဲဈေးကဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်ဒီထက်မှာပိတ်ဆို့အေးအေးယူမှုတွေလုပ်ဂါဇာထဲမှာတော့ဘယ်ကနေမှဘာပစ္စည်းမှဝင်ခွင့်မရအောင်လုပ်လုပ်ပြီးတော့ဒီထက်ကလူတွေကိုဖြုတ်ထုတ်တတ်ပေါ့တို့တို့အားခံရင်တတ်ဖြစ်တယ်နော်ထောင်ချဖြစ်တယ်တသက်တကျွန်းချဖြစ်တယ်အမျိုးစုံပေါ့ဈေးကလှုပ်ဆောင်ခဲ့တယ်ဒါတွေကိုမခံမရနိုင်လို့လက်နက်ဆွဲကင်တော့အကြမ်းဖက်လို့ပြောတယ်ဒါကဈေးရဲ့အစိုးကြီးလှုပ်ဆောင်ခဲ့တဲ့မောဇက်ကနေပြီးတော့လှုပ်ဆောင်ခဲ့တဲ့အကြောင်းအရာတွေပေါ့ဗျာဒါတွေကိုပြန်ပြောမယ်ဆိုရှေ့သွားမှာပေါ့နော်ဒါတွေကဟုတ်ကဲ့ပါ ဂါဇာထဲမှာလက်ရှိအခြေအနေကတော့အခြေအတင်းတော့ဖြစ်နေတယ်။အဲဘယ်ချိန်ပါထူးမလဲဆိုတော့အတိအကျမသိသေးဘူး။ကြီးကြီးကျယ်ကျယ်တော့ဘာမှဖြစ်ထားတာတော့မရှိသေးဘူး။သို့တော့ဒီသတင်းမီဒီယာတွေကိုသတင်းယူလို့မရအောင်ဒီအစည်းအဝေးကနေပြစ်ခတ်မှုတွေရှိတယ်သတင်းမီဒီယာတအူးလဲအသက်ဆုံးရှုံးရတယ်ဆိုတာလဲသိရတယ်ဒါအပြစ်ခတ်ရဆဲရေးပြုတ်လုပြီးမှသတင်းမီဒီယာတအူးကိုပြစ်ခတ်တက်ခတ်ပြစ်ခတ်တိုက်ခိုက်လိုက်တာနော်နောက်ပြီးကျတော့ကျွန်တော်တို့ဒီလက်နက်ကြီးတွေနဲ့အပြစ်ခတ်မှုတွေလည်းရှိတယ်ဒါတွေကဒီဒီဒီဘယ်လိုပြောမလဲဒီအိမ်တွေကိုလည်းမီးရှို့မှုတွေပေါ့နော်အများကြီးပေါ့နော်ဒီအစည်းအဝေးကနေပြစ်ခတ်ရဆဲရေးချူဖောင်းချူဖောင်းမှုပေါ့နော်ဒီအပြစ်ခတ်ရဆဲရေးသဘောတူညီချက်ကိုချူဖောက်လိုက်ခြင်းဖြစ်တယ်ပေါ့နော်ဒါအချိ င်ပေါင်း30နဲ့မှ8ကြိမ်ဘွန်းတို့ပြုတ်လုခဲ့တယ်ဆိုပြီးတော့ပါလက်စတိရဲ့ဒီအခြေစိုက်သတင်းဌာနတွေကပေါ်ပြတယ်။နောက်အနာဘိုင်အဖွဲ့အစည်းကလည်းပေါ်ပြထားတာတွေ့ရတယ်။ဟုတ်ကဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့လက်ရှိဂါဇာကမ်းမြောင်ထူးခြားရထူးခြားတာတွေဆက်ရှိတယ်ဆိုရင်ကျွန်တော်ထပ်ပြီးတင်ဆက်ပေးပါမယ်။အဲကျွန်တော်အနေနဲ့ပြောချင်တဲ့စကားကတော့ကမ္ဘာကြီးအေဂျင့်တာယာမှုအပေါင်းချရောက်ဖို့နဲ့မြန်မာနိုင်ငံကြီးငင်းချမ်းတာယာမှုအပေါင်းချရောက်ဖို့အတွက်စုတော်မြေတာတွေပို့တာပေးဖို့ကျွန်တော်ဒီနေရာကနေပြီးတော့အနုညွန်တောင်းဆိုလိုက်ပါတယ်မြေတာရက်ခံလိုက်ပါတယ်ဒီဂါဇာကမ်းကြောင်နဲ့ပတ်သက်ပြီးတော့လည်း ဘာမှရှိတဲ့ mosman imagine တိုင်းအားလုံးစုတောင်းမှုတွေပြုလုပ်ပေးဖို့နော်ဒီကာဇာကမ်းကြောင်ကြီးကိုအဖက်ဖက်ကနေပြီးတော့ငင်းငင်းတာယာမှုအပေါင်းကြားရောက်ဖို့နဲ့ကာဇာကမ်းကြောင်ထဲမှာရှိတဲ့ plastic လူမျိုးနွယ်တစုလုံးအေးချမ်းနေနိုင်ဖို့အတွက်ပေါ့နော်မိမိတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့စုတောင်းမြေတာတွေပို့တာပေးဖို့နော်ဟာချက်နံပါတ်တွေဖတ်ပေးဖို့ဆွဲတကားတွေထုတ်ပေးဖို့ဒူဝါပြုလုပ်ပေးဖို့ကျွန်တော်ဒီနေရာကနေပြီးတော့တောင်းဆိုလိုက်ပါတယ်အဲကျွန်တော်အနေနဲ့အားလုံးကိုထူးခြားတဲ့သတင်းလေးတွေတင်ဆက်ပေးရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ပြောလိုက်ပါရစေခင်ဗျ